အာဘီပြန်ပေးပါဖေယလူပြိုတယောက်ကအပြိုတယောက်ကိုစနောက်ပြီးချဲပေါက်မှခေါ်တီးအောင်မယ်လို့ပြောတာဟာအကုသို့များလားနဲလားဖေယတဲ့လူတွေဟာနှုတ်နဲ့ပတ်သက်ပြီးနှုတ်ကိုအကုသို့မဖြစ်အောင် ထိမ့်သိမ်းစောင့်ရှောက်နိုင်တဲ့လူနဲပါတယ်အဲ့ဒီလိုနှုတ်နဲ့ပတ်သက်ပြီးနှုတ်ကိုအကုသို့မဖြစ်အောင် ထိမ့်သိမ်းစောင့်ရှောက်နိုင်တဲ့လူနဲလို့လည်းပဲနှုတ်ကြောင့်တည်လက်ကြောင့်ကြီးဆိုတဲ့အတိုင်းနှုတ်ကြောင့်ဒုက္ခရောက်ကြတဲ့လူတွေများစွာရှိပါတယ် ဦးသိန်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကနှုတ်နဲ့ပတ်သက်ပြီးရှောင်ရှားရမိဝစီဒုဒရိုက်၄ပါးဆိုတာကိုဟောကြားခဲ့ပါတယ်။အဲ့ဒီဝစီဒုဒရိုက်၄ပါးကဘာတွေလဲဆိုရင်၁မုဒ္ဒဝါဒမဟုတ်မမှန်သောစကားကိုပြောဆိုခြင်း၂ပိတုနာဝါစာကုံချောသောစကားကိုပြောဆိုခြင်း၃၀ပရုဒဝါစာကြံတန်းသောစကားကိုပြောဆိုခြင်း၄တန်ဖတ်ပလာပဝါစာတင်ပြသောစကားကိုပြောဆိုခြင်းတို့ပဲဖြစ်ပါတယ်။ သူတစ်ပါးသားသမီးကိုနှမချင်းမသာမနာချဲပေါက်မှခေါ်တီးအောင်မယ်လို့ပြောတာဟာအဆိုပါဝစီဒုသရိုက်လေးပါးကပရုသဝါစာကံဖြစ်တာကြောင့်အကုသို့များပါတယ်။ဒါကြောင့်ဒီလိုစကားမျိုးတွေကိုမပြောမိကြပါစေနဲ့နော်။